ာရှုမျိုးအမတ်30မြို့ဝံရက်ွက်၌စန္ဒမဲပြပန်ခွင့်ရှိသူများမဲစင်းပါရှိစေရေးရွေးကောက်ပွဲဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပြည်နယ်မြောက်ပိုင်းလာရှုမျိုးနယ်တွင်2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးစန္ဒမဲပြပန်ခွင့်ရှိသူများမဲစင်းပါရှိစေရေးရွေးကောက်ပွဲဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နေ့လယ်နှစ်နာရီက အမှတ်30မြို့ဝံရက်ွယ်အောက်ချရေမှုရုံ၌ကျင်းပခဲ့ပါတယ်။ရှေးဦးစွာမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ကွဲဥက္ကဋ္ဌဦးထိန်ဝင်းကအမှားစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ကွဲမှလက်ထောက်ညွန်ကြားရေးမှူးဦးဟာကာမင်းက မဲစင်းပါရှိစေရေးရှောက်ထားရမည့်ပုံစံများအားအကျယ်တဝင့်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ရာတက်ရောက်လာသည့်မြို့ဝံရက်ွက်နေပြည်သူများကသိရှိလိုသည့်များမေးမြန်းဆွေးနွေးခဲ့ပြီး ဥဆောင်ဆွေးနွေးသူက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ပါတယ်။အဆိုပါအသိပညာပေးဟောပြောပွဲသူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမျိုးမင်းထွန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ပြီးရက်ွက်နေပြည်သူများ၏မဲစင်းပါရှိစေရေးလိုအပ်သည့်များအားပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်ခမညာ